ပညာရှိဆိုသည်မှာပညာရှိသူတော်စင်ကြီးတယောက်သည်ပင်လေကန်းကြီးအတိုင်းလမ်းလျှောက်လာသည်ငါသည် လူအများကိုအသိပညာတွေပေးကာဆုံးမသွန်သင်ခြင်းပြုနိုင်ခဲ့ပြီငါသည် သူတစ်ပါးကိုပညာပေးရန်အတွက်ကိုယ်တိုင်လဲလေ့လာသင်ယူတက်မြောက်ခဲ့ပြီး လောကကြီးတွင် ကိုယ်တိုင်လဲမျက်စိကိုပွင့်အောင်လုပ်နိုင်ခဲ့သလိုသူတပားကိုလည်းမျက်စိဖွင့်ပေးနိုင်သည်မှာကောင်းပေစွာဟု စိတ်ထဲတွင်တွေးကာဖြည်းဖြည်းချင်းလျှောက်လာသည်သူလမ်းလျှောက်လာစဉ်ကမ်းခြေတနေရာ၌ကလေးတယောက်သည်ထိုင်ပြီးငိုနေသည်ကို တွေ့လိုက်ရသည်ထိုကလေး၏လက်ထဲတွင် ခွက်ကလေးတစ်လုံးကိုကင်ထားသည်ပညာရှိသူတော်စင်သည်ကလေးငိုနေသည်ကိုမြင်သဖြင့် အမောင်အဘဲကြောင့်ငိုနေရသနည်းဟု မေးလိုက်သည်ခလေးကသူ့လက်ထဲကခွက်ကိုမြှောက်ပြပြီးပြန်ဖြေသည်အဖိုးကျွန်ုပ်ဒီပင်လေကြီးတဲကရေတွေအားလုံးကိုဤခွက်ထဲထည့်ချင်ပါသည်တိုးတော့ကျွန်ုပ်ဤခွက်ထဲကိုရေတွေမထည့်နိုင်သောကြောင့်စိတ်ပြက်ခါငိုနေခြင်းဖြစ်သည်ကလေးပြောလိုက်သည့်စကားကိုပညာရှိကြီးကကြားလိုက်လင်သူလဲငိုပါလေတော့သည် ကလေးကပြန်မေးသည် အဖိုးအဘဲကြောင့်ငိုရသည်။ကျွန်ုပ်လိုပင်လေရီတွေကို ခွတ်ထဲထဲ့ခြင်း၍လောဤသို့ဆိုရင်အဖိုးခွတ်အဘဲမာနီပညာရှိကြီးကဖြေသည် အမောင် အမောင်သည်ပင်လေရီပြင်ကြီးကို ခွတ်ကလေးထဲထဲ့ခြင်းနေသည် မဖြစ်နိုင်သောကြောင့်ငိုကြွေးသည်ထိုနည်းတူပင်ငါသည်လည်း ငါဤအုံနောက်တေးသေးလေးတဲ့ကိုပညာဆိုသည့်ပင်လေပြင်ကြီးတစ်ခုလုံးအားထဲ့ထားနိုင်ပြီဟုထင်ကာဘဝင်မြင့်နေမိသည်တင့်ခွက်လေးတဲ့ကို ရေပြင်ကြီးတစ်ခုလုံးကို ထဲ့၍မရသလိုငါအုံနောက်ထဲကိုလည်းပညာပြင်ကြီးတစ်ခုလုံးမထဲ့နိုင်သေးကြောင်းတွေးမိသဖြင့်ငိုချင်းဖြစ်သည်ခလေးကပညာရှိကြီး၏စကားကိုနားထောင်နေပြီးနောက်သူ့လက်ထဲတွင်ကင်ထားသောခွက်လေးကို ပင်လေပြင်ကြီးတဲ့သို့လွှင့်ပစ်လိုက်သည်အမောင်အဘဲကြောင့်ခွက်ကိုပင်လေထဲလွှင့်ပစ်လိုက်ရသည်နည်းအဖိုးဤခွက်သေးကိုရေ၍ဖြည့်၍မရနိုင်ရင် ထိုရေပြင်ကျဲကြီးတဲ့ကို ခွက်အားဖြည့်ပေးလိုက်ရုံသာရှိတော်သည် ခလေးဤစကားကိုကြားလိုက်သည်နှင့်ပညာရှိကြီးသည်ခလေးရှိတွင်ဒူးထောက်လိုက်ပြီးအိုးတံပိုးရှိလာပါပြီအမောင်ကလေးငယ် သင်သည်ငါအားပညာအလင်းကိုဖွင့်ပေးလိုက်ပေပြီ။သင်သည်ငါထက်ပညာရှိပေသည်ဟုပြောပြီးဦးညွှတ်လိုက်လေတော့သည်။ပညာဆိုသည်မှာညီတို့ဖြည့်သည်ဖြစ်စေ မပြည့်နိုင်သောပိုးတလုံးပမာဖြစ်ပါသည်။ပညာပေးခြင်းသူသည်ပညာကို အမြဲမွတ်သိစွာရှာနေရမည်။ကိုသိတာကိုလည်းမျှဝေ၊ကိုမသိတာကိုလည်းဖြည့်တင်းခြင်းဖြင့် ပညာမာနလျှော့နိုင်ကြမှသာပညာရှိသူဟု၍ပူဇော်ထိုက်သူ ဖြစ်လာသည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။ အခုလိုအဖိုးတန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်အေးရပေါ့ကတ်ကို AC Studio မှဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။